2025ခုနှစ်ဧပြီလ16ရက်နေ့တကြံအတက်နေ့မြန်မာနိုင်ငံငလျင်ဒေသအတွက်အထူးမိုးလေဝသသတင်းများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်။ဒီကနေ့နေ့လယ်12နာရီဂျိုရုကတိုင်းတာကြက်များနဲ့ပေါ်ထားတဲ့ပုံရပစိဖိတ်ဒေသကလာတဲ့လေစီကြောင်းဟာထိုင်းပင်လယ်ကိုရတဲ့ထိုင်းနိုင်ငံကိုဖြတ်သွားသလိုပဲအိန္ဒိယသမုတ်တရာလေစီကြောင်းက ကိုကိုကျွန်းမှာ ရဆိုင်သွားပြီးတော့အိန္ဒိယနိုင်ငံပင်လယ်ကလေတွေအကုန်လုံးကဗမာပြည်အလယ်ပိုင်းကိုဖျက်ဝင်နေတာတွေ့ရပါတယ်ဒီလိုလေစီးကြောင်းကတိုက်ခတ်မှုနဲ့ပယ်ဆောင်လာတဲ့တိမ်ငွေတွေအရကျွန်တော်တို့မနေ့6နိုင်မှာအခုနေ့လယ်7နိုင်ချိန်အတွင်းမှာကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာမိုးရွာ သွန်းနေတာကိုတွေ့ရှိရဘူး။နေ့လယ်7:00နာရီမှညနေ6:00နာရီအတွင်းမှာလည်းမန္တလေးတိုင်း၊စကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့မိုးပွဲရွာသွန်းတယ်လို့ပဲနေပြည်တော်ရဲ့အောက်ဘက်၊ပဲခူးတိုင်းအထက်ဘက်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်။အဲ့ဒီအထက်မှာမှာတနင်္လာရီတိုင်း ကဲမှာဆိုရင်နေရာကွက်ပြီးတော့မိုးကြီးနိုင်တာတွေ့ရပါတယ်။ညနေ6နာရီမှည7နာရီအတွင်းကိုမိုးရတဲ့နိုင်တဲ့နေရာတွေလိလတဲ့အခါမှာရခိုင်ပြည်နယ်မြောက်ပိုင်း၊ချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်း၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်တို့မှာမိုးရွာသွန်းနေတယ်လို့ပဲနေပြီးတော့စစ်တောင်းမြဝ AR တိုင်း မကွေးတိုင်းအောက်ပိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တာကိုကျွန်တော်တို့သတိပေးပါရစက်ခွန်နေနေရောက်တဲ့အခါမှာလည်းကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းမန္တလေးတိုင်းမှာလည်းနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ် ချင်းပြည်နယ်မှာလည်းမိုးဆက်လက်ရွာသွန်းမှာဖြစ်ပါ အထူးသဖြင့်စပားရိတ်သိမ်းနေတဲ့ AOD တိုင်းမှာမိုးတော်တော်များများရွာနိုင်တဲ့အတွက်ကြောင့်မလို့မိမိတို့ရိတ်သိမ်းထားတဲ့စပားတွေကိုပုံမိုး view site ပို့အတိပေးလိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းဆက်လက်ရွာသွန်းနေသလိုကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပြီးတော့အခြားမုံပြည်နယ်နဲ့ သတင်းတိုင်းအတိုင်းမှာဆက်လက်မိုးရွာမှာဖြစ်ပါတယ်။လာမယ့်၁၈ရက်နေ့မှာလည်းသခိုင်းတိုင်းမန္တလေးတိုင်းမှာနေရာကွက်ပြီးတော့မိုးများသလိုပဲမကွေးတိုင်းအထက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ဘက်မှာဆက်လက်ပြီးတော့မိုးရွာသုံးမှာဖြစ်ပါတယ်။ထို့အတူမြန်မာပြည်အလဲပိုင်းအောက်ဖက်ဖြစ်တဲ့နေပြည်တော်ကနေစပြီးတော့စစ်တောင်းမြဝမ်းတစ်ချောင်းမြမာပြည ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ဒေနာရီတိုင်းမွန်ပြည်နယ်တို့မှာလည်းဆက်လက်မိုးများမှာ ဖြစ်ပါတယ်ကျွန်တော်တို့ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်လာမယ့်19ရက်နေ့မှာတော့မန္တလေးတိုင်းတဲမှာဆက်လက်ပြီးတော့မိုးပွဲဆက်ကြမှာဖြစ်ပါတယ်ငလင်းဒေသအတွက်ရက်ရှိမိုးရွာသွန်းမှုရှိပါတယ်လက်ရှိအနေအထားအရကျွန်တော်တို့ နောက်ထပ်9ရက်လောက်မိုးရွာမယ်လို့ခန့်မှန်းထားပါတယ်ဂျိုတင်ပြင်ဆင်မှုအတွက်မြေပြင်မှာနေထိုင်တဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ဆက်လက်မျှဝေပေးပါ19ရက်နေ့မှာရန်ကုန်တိုင်းပဲခူးတိုင်းစစ်တောင်းမြဝမှာဆက်လက်မိုးရွာသွန်းသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်တရင်းလိုက်တိုင်းမှာဆက်လက်ပြီးတော့မိုးရွာရင်းနဲ့ကရင်ပြည်နယ်နေရာဒေသအချို့မှာမိုးကြီးနိုင်ပါတယ်ကျွန်တော်တို့အချက်လက်တွေကို လူတိုင်းရှိကိုဖြန့်ဝေနိုင်မှုအတွက် Telegram စာမျက်နှာအနေဖြင့်အတန်ဖိုင်ဖြစ်လေကျွန်တော်တို့တင်ပြထားပါတယ်အောက်မှာရှိပါတယ်ကျွန်တော်တို့ရဲ့ဒီပေးချက်တွေဟာငလင်ဒေသမှာရှိတဲ့လူသားပြည်သူများနဲ့စိုက်ပျိုးရေးလုပ်နေကြတဲ့တောင်သူဦးကြီးများတဲ့ရွယ်ထားတဲ့အတွက်ကြောင့်မလို့မိမိတို့လုပ်ငန်းသူမိတ်ဆွေများကိုလည်းဆက်လက်ပြီးတော့မျှဝေပြီးတော့အပြည့်ပေးလိုက်ကြပါလို့မိတ္တရာခံပါတယ်ကျေးဇူးတင်ပါတယ်